ရုရှားကိုဖိအားမပေးလျင်ငြိမ်းချမ်းရေးမရနိုင်ဟုချက်သမရဆုံယူကရိန်းမျိုးတွေကပြစ်မဲ့အရက်သားတွေကိုရည်ရွယ်ချက်ရှိရှင်ပြစ်မှတ်ထားတိုက်ခတ်နေတဲ့ရုရှားဘော်ကို ပြင်းထန်တဲ့ဖိအားပေးမှုတွေမရှိရင်ငြိမ်းချမ်းရေးရရှိနိုင်မဲ့လမ်းစာမတွေ့ကြောင်းချက်သမရကပြောကြားလာတာကိုရိုက်တာသတင်းမှထုတ်ပြန်ထားပါသည်ရုရှားဘော်ကိုပြင်းထန်တဲ့ဖိအားပေးမှုတွေမပါတဲ့ဆွေးနွေးပွဲတွေကအလုံးမဖြစ်နိုင်ဘူးလို့ချက်သမရနိုင်ငံသမရပါပဲက ဧပြီလ23ရက်နေ့ကတုတ်လူမှုကွန်ရက်မှာရေးသားထားပါတယ်။တပတ်အတွင်းမှာယူကရိန်းရှိဂရီပီရီမျိုးနဲ့ဆူမီမျိုးအလယ်တွေကရုရှားကတိုက်ခိုက်ခဲ့တာဖြစ်ပြီးကလင်းငယ်တွေအပါအဝင်အပြစ်မဲ့ရပ်သားများစွာတည်ဆုံးဒဏ်ရာရတယ်လို့တာမရပါပေကဆိုပါတယ်။ကျူကျော်စစ်ကအတိတရားမဲစွာစတင်ခဲ့ပြီးစစ်ရဆုံးမှုတွေကျူးလွန်နေတဲ့ရုရှားအနေနဲ့ငင်းချမ်းရဲ့အပေါ်ကိုအလင်းနဲ့မထားဘူးဆိုတာတက်တည်ပြလိုက်တာလို့တာမရပါပေကပြောပါတယ်။ ဆူမီမျိုးလေတိုက်ခိုက်မှုဟာဆစ်ဆက်ညီနိုင်မှုတွေကိုနှောင့်နှေးအောင်အချိန်ဆွဲနေပြီးတက်ပြတ်မှုတွေကိုပဲဆက်လက်ကျူးလွန်ဖို့အဆုံးဖြတ်ထားတဲ့ရုရှားဘော်ကိုထီအောင်တွင်ဖိအားပေးမှုတွေပေးဖို့လိုနေပြီးဆိုတာအထင်ရှားသက်တည်ပြချက်တစ်ခုဖြစ်တယ်လို့လည်းချက်တမရနိုင်ငံတမရပါပေကပြောကြားထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။